ငလင်ဘေးတင်ရဲ့စကိုင်းတိုင်းစကိုင်းမြို့မှာမူးကြီးလို့ရက်ွက်တီးတဲကနေရင်တွေတဲ့ရေဝင်နှမြုပ်စီတဲ့အထီးရေကြီးရေရှမ်းမှုကြုံနေရတယ်လို့လူမှုကူညီကယ်ဆယ်ရေးလှုပ်ပေးနေသူတွေနဲ့ဒေသခံတွေစီကသိရပါဗျ။စက်တင်ဘာ23ရက်ကစလို့ဒီကနေ့ထိစကိုင်းမှာမိုးသက်ထန်စွာရာသွန်းခဲ့တာကြောင့်ပန်တော်မိုးစာမင်းလန်းနဲ့နန်းဝင်ရက်ွက်တီးမှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေတာပါ။ ။ဒါကြောင့်အဲဒီကရေတွေကိုဆက်နဲ့ဆုပ်ထုတ်မှုတွေပြုလုပ်နေရပြီးတချို့ရက်ကတ်တွေရေဆုပ်ထုတ်ပြီးပေမဲ့ပန်းတော်နဲ့မင်းလန်ကတော့လက်ရှိချိန်ထိရေဆုပ်ထုတ်နေရဆဲဖြစ်ကခက်ခဲတချို့လည်းရှိနေတယ်လို့လူမှုကူညီကေဆေးကြီးလို့ပေးနေသူတူကပြောပါရယ်။သူကအဲ့ဒါကြီးကတော့အနေမရက်ွက်လဲမှန်တယ်ရင်းတော့လောက်နေလို့ဆိုတော့သူကဘာလို့ဆိုးလာလဲဆိုငလင်းရောက်ငလင်းငလင်းလှုပ်ပြီးတော့ရေမြောင်းတွေပြက်တာတွေပိုက်လိုင်းတွေသူပြက်ပြီးတော့ပြန်မလုံးနိုင်တာလေးဒါကြီးအဲ့ဒါကြောင့်မို့လို့ရေတွေကဟိုပြန်ထွက်ဖို့ကခက်သွားတယ် အဲဒီကျန်ဒီဘွာရတော့ဒီနေ့ဆိုဘလေး3ရက်3ရက်လား4ရက်လားရှိပါပြီ။ပန်းတော့ကတော့မိုးစရာတွေကဆိုသူအဲ့အဲ့လိုရေဝင်လိုက်ထွက်လိုက်လုပ်နေတော့ပန်းတော့ရက်ကောင်ဒီဒီတဲ့ဆို9ကျင်းကြီးပဲရက်ကောတည်းတော့အဲ့ဟိုတရက်သေးနဲ့စုပ်ထုပ်လို့ပြီးတဲ့ရက်ကောတွေကိုအခုဒီမင်းလန်းနဲ့ပန်းတော့ကကြတော့မပြီးရေစိုးတာခက်ခဲဆိုတာသူကတော့ဘယ်လိုပြောလို့မင်းလန်းတော့လည်းသူတော့တည်း နေပိုင်းပါတဲ့အတွက်အိုက်တဲ့ဒီကိုဒီဘက်ကိုဆုတ်တော့တော့တို့ဒီကိုကက်ကုန်ကက်တရလမ်းဖြတ်ကြွားဆိုတော့ကားရသွားလာရင်နည်းနည်းခက်ခဲတာတော့တော့ရတယ်ဒီကြတော့ရေးကြတယ်သူတို့အများဆုံးပြင်တာအများဆုံးဝင်တာပေါ့မက်လာ28ရဲ့သခိုင်းငလင်ကြီးတန်းကြောင့်အစာအုပ်တွေပြိုကျပျက်စီးခဲ့ရတယ်လို့လူအသေးပြောက်တွေလည်းများစွာရှိခဲ့တဲ့အဲ့ဒီရက်ွက်တချို့ဟာလက်ရှိမှာလည်းရေကြီးရေရှမ်းမှုတွေကိုခံစားနေရတာပါတန်းတော့ရက်ွက်ဆိုရင်ရေကြီးရေရှမ်းတာအခုချိန်နဲ့ဆိုရင်၅ချိန်တိတိရှိပြီလို့သိရပါတယ် ဒေသခံတွေဟာနေရဲ့အမြင်ပိုင်းတွေမှာပြောင်းရွှေ့နေထိုင်နေကြရပြီးအလုပ်တွေလည်းရက်ဆိုင်ထားရတာကြောင့်ရက်ကြလာတာနဲ့အမျှရေဆုပ်ထုတ်ဖို့အတွက်ဈေးစကကြီးမြင့်မှုကိုလည်းခံစားနေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ဘန်းတော်ယုံလို့ဘလော့ကထေးတွေရ။တကယ်လို့လူတွေကဒီကြီးဝင်လို့မှဟိုဘလူပြုတ်လုံးနေပါလေကြာပြည့်။ဒီစီဘူးကြီးကောင်လာတဲ့ဒုက္ခဖြစ်တာ။ဘန်းတော်မှာတော့အဲ့ဒီဒုက္ခစားခံရတော့မယ်။ ကျောင်းလေရေထုတ်ဖို့ဒီပြည်ဝေရတာကျွန်တော်တို့အခုကျွန်တော်ရေထုတ်ပြီးတာဆိုလို့ရှိရင်ကျွန်တော်ဘက်ကကျွန်တော်ဘက်ကစက်ပြီးအကုန်စပြီးတယ်ဘလို့အစီအစီဆိုင်ပြီးရပါတော့ပြေကူသေးကလာနဲ့အချက်ကုန်တယ်ဗျာအခုကျွန်တော်တို့သားပါ24ဟာ25လည်းဆိုနေစက်ကုန်၃ရက်ထားတော့နော်၃ရက်လောက်ရှိပြီဆိုတော့လူလူလူခင်ဗျာလေကျွန်တော်ဘေးတန်းခံနေတော့မှာလို့ဒီတစ်ချိန်လဲမှုတော့ဒါလည်း၅ချိန်ရှိပါတယ် ရာဂါဇာမုံတိုင်းအရှိန်ကြောင့်မြန်မာနိုင်ငံတွေကပဲခူးမကွေးစကိုင်းနယ်မန္တလေးအပါအဝင်တိုင်းနယ်ပြည်နယ်အများစုမှာမိုးထချုံရွာပြီးမိုးကြီးနိုင်တယ်လို့စစ်ကောင်ရှင်မိုးစလားကလည်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ဒါပြင်မိုးသက်ထန်စွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်တာလျှက်စီးလက်တာမိုးသည့်ချွေရာနဲ့လျှက်တပြက်ရေကြီးတာမြေပြူရာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်တာကြောင့်ကြိုတင်သတိပြုရှောင်ရှားကြဖို့ကိုလည်းသတိပေးထားပါတယ်။